ဖျားဝင်းကျင်ဈေးဝင်းကျင်အမိုက်ပုံဝင်းကျင်စတဲ့နေရာအမျိုးမျိုးမှာလာရောက်ဆွန့်ပစ်ထားတဲ့ကြောင်တွေကိုမကြခဏဆိုသလိုတွေ့မြင်ကြရပါတယ်ဒီလိုဆွန့်ပစ်ခံရတဲ့ကြောင်လေးတွေကိုမေတ္တာစေတနာထားပြီးအစာလာကျွေးနေသူတွေရှိတယ်လို့စောင့်ရှောက်ပေးနေသူတွေလည်းရှိပါတယ်အဲဒီမှာမကိုကိုလိုလူတိများတဲ့ဒေါ်အေးအေးမော်ကတော့စွန့်ပစ်ခံအကြောင်းလေးတွေကိုစေကူတာပေးတဲ့အပြင် တန်လီမြို့မှာကြောင်ကီဟာတစ်ခုကိုဖွင့်လှစ်ထားသူပါမြစီမမီဒီယာကဘလိုရိုက်ကူးတင်ဆက်ထားသလဲအခုပဲကြည့်လိုက်ကြရအောင်ပါရှင်ဒီတစ်ပတ်မှာတော့ Facebook လူမှုကွန်ရက်မှာမကူကူလို့လူသိများတဲ့ကြောင်လေးတွေရဲ့ကေတင်ရှင်နဲ့တွေ့ဆုံဖြစ်ပါတယ်သူမရဲ့အမည်ရင်းကတော့ဒေါ်အေးအေးမော်ပါကြောင်လေးတွေကိုဂေဟာဖွင့်ပြီးကဲတင်ဆောင်ရှောက်ဖြစ်လာပုံကိုလည်းသူမကအခုလိုပြောပြပါဗျ။ကြောင်ကရာဖားဖြစ်ပေါ်လာတာကအမအမတို့ကတက်ကိတ္တမှနေတာဟုတ် အကိတမနေတော့မန္တလေးမနေ့တိုင်းအသားမိတွေကအဲ့ဇီနတ်မအောင်တို့တရားရှိတောင်တို့တခြားဖျားတွေပေါ့နော်အဲ့ဒီမန္တလေးမနေ့တိုင်းမှာအမြဲတမ်းကြောင်တွေခွေးတွေကိုအမြဲတမ်းအစာသွားကြွေးတယ်အမအဲ့လိုဖျားတွေပါမှာအဲ့သွားသွားကြွေးတိုင်းအတပ်ပုံတွေအမြဲတမ်းအမကရိုက်တယ်အမအမဖက်ဝါတင်မေးတယ်ကြောင်တွေတစ်ခါတည်းပုံလေးတွေအမအမြဲတမ်းတိပြတ်ခါကြတော့အဲ့မှာအမအလှရှင်ပေါ့ဒီမျိုးလူမအလှရှင်ပေါ့ဂျပန်နိုင်ငံအဲ့အလှရှင်နဲ့အမနဲ့တော်ရယ်အဲ့မှာဆက်မိတာ အဲ့လိုပေါ့ messenger မှာသခိုင်းပျော့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 ရင်းနေပါတော့သူကလည်းငွေရဆိုင်မောက်ရလုံဝဆိုင်မောက်လည်းငွေရတွေပေါ့နော်သူအနေအောင်ပေါင်းပြီးတော့မမဒါလေးကိုတီရှပ်တာလေးကိုမအဲ့လိုမျိုးအခက်ခဲတွေတော့အများကြီးအိုက်ကြတဲ့ပုံမျိုးရအောင်ဖွင့်လိုက်တာအကြောင်းလေးကိုစကဲတဲ့နေရာတော့30ရက်8လ2015မှာအမောက်ကတောင်းဖွင့်လိုက်တာမကူကူရဲ့အိမ်မှာလည်းကြောင်ခုနှစ်ကောင်မွေးထတာရှိပြီးပတ်ဝန်းကျင်ကဒုက္ခရောက်နေတဲ့ကြောင်လေးတွေကိုကြုံတလူကျွေးမွေးကယ်တင်ခဲ့တဲ့သူမဟာ အခုဆိုကျောင်းအကောင်150ကျော်ကိုဂေဟာမှာကျွေးမွေးစောင့်ရှောက်ထားသူဖြစ်နေပါပြီ။သူမရဲ့မိသားစုဝင်တွေကလည်းသူမလိုပဲတရိတ်ဆန်လေးတွေအပေါ်မှာစင်နာတနာတတ်သူတွေဖြစ်ပါတယ်။အခုဆိုရင်အတူနေသမီးနှစ်ယောက်ကပါဂေဟာကိစ္စတွေကိုတက်ညီလက်ညီဝိုင်းဝန်းကူညီပေးကြပါဗျ။ဒီမှာကျတော့အမကတော့အချိန်ပြေပေါ့တရက်မှမအခုဟိုအခုဒါဖွင့်တာ၃လပြေတော့မယ်တရက်မှမမနာသေးဘူးအချိန်ပြေပဲသူတို့ကျတော့အဲစနစ်တင်းငွေ ရုံပိတ်တဲ့ရိတ်ရုံပိတ်တဲ့ရက်တွေပေါ့နော်အဲသူတို့ကြောင့်အချိန်ပြီးအမနဲ့ရှိတယ်သူတို့လည်းဝိုင်းလုပ်တာပေါ့အကုန်ပြီးသားဆိုတက်ညီလက်ကြီးပေါ့နော်အဲ့လိုမျိုးပြီးတဲ့ခါကျလို့ရှိရင်စနေနေ့ကျလို့ရှိလို့ရှိရင်အဲ့လိုမျိုးကြောင်လေးတွေကိုထွက်ပြီးတော့ဟိုကဲတာပေါ့ဖခင်တွေဖခင်တွေမှာပေါ့နော်အဲ့လိုကဲလိုက်ကဲတာလည်းရှိတယ်ဒုက္ခရောက်တဲ့ကြောင်လေးကိုအဲ့လိုကဲတာလည်းရှိတယ်နိစ္စရာပတ်ဝန်းကျင်ကရော Facebook စာမျက်နှာပေါ်ကပါဒုက္ခရောက်နေတဲ့ကြောင်ကလေးတွေကိုတွားရောက်ကဲတင်ပေးဖို့သူမကိုအကူအညီတွေလှမ်းတောင်းသူတွေရှိပါတယ် ခုဆိုမကူကူရှိနေပြီကြောင်လေးတွေအတွက်အားကိုးရရပြီလို့တော့ Facebook မှာပြောသမှတ်ပြုရတော့အောင်သူမရဲ့ကြောင်ကေဟာသတင်းကမှွေးပြန့်နေပါပြီအမနဲ့တိတဲ့မိတ်ဆွေတွေတဲ့မိတ်ဆွေတွေကအမောက်ဖုံးဆက်တယ်ပေါ့အမေးဘယ်ဘယ်နေမှာတော့ကြောင်လေးတစ်ခွောက်နေကယ်ပေးပါဦးဒါကြတော့ဖုံးနေပေါ့နော်တချို့ကြောင်လည်းရှက်ပေါက်မှလာပြောတယ်ဟာမကူမကူကိုရေပေါ့နော်ဘယ်နေမှာဘယ်လိုတစ်ခွောက်ရောက်နေလဲဘယ်လိုမိသားစုရဲ့အဲ့အဲ့ဒါအဲ့လိုရှိတယ်နောက်တစ်ခါကြတော့ အဲ့လိုမျိုးအိမ်မှာလာပြီးတော့ပြောတဲ့လူလည်းရှိတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေါ့အဲ့လိုလူမျိုးထဲမှာမအမကတခါအရန်ရောက်နေတာလို့ရွေးပြီးတော့ကဲပလိုက်တာကဲတင်မွေးမြူထားတဲ့ကြောင်ကလေးတွေအတွက်ပေးရတဲ့အချိန်နဲ့ကိစ္စဝိစ္စတွေကလည်းများပြားလှပါတယ်မနေ့ဆိုလို့ရှိရင်အမ9နိုင်တောင်အရာနိုးပြီဟိုအဲ့မြလာတက်သွားတိုက်လို့ရှိရင်အမဖခင်ကိစ္စလုပ်လိုက်တယ်ဖခင်ကလုပ်ပြီးပြီးဆိုတာနဲ့အားနဲ့အားနဲ့ဟိုကလေးတွေကတမိလိုက်နေပါပြီပေါ့ ကိုကိုပီးရမ်းကြိုက်တော့ကော်ဖီပဲသူအကုန်လှူထားပြီးသား။ဘာစားဖို့တပုံလုပ်ပြီးရလို့ပြီးတော့ချက်ရှင်အာစားတော့ပြီးရတဲ့အမားကအိမ်မှာနေမကောင်းတဲ့ကြောင်လေးတွေရှိတယ်။အကွာအမလေးကြလို့ရှိရှင်စီးပါတိုက်ပစီပါအကုန်လှုပ်ပြီးလို့ရှိလို့ရှိရှင်ငါဒီနေ့ငါရှမ်းကိုဘဲကြောင်ပြတ်ခေါ်သွားရမလဲ။ကွာညတဲ့ကွာကြိတ်ထားတာ။ဟောဒီကောင်တော့တက်တာနေပြီဒီကောင်တော့မတက်တာသေးဘူး။အဲ့တက်တာပြီးလို့ရှိရှင်အမတခါရှင်းတော့တခါထည့်တာ။မင်းတို့ကြောင်ရှင်းတော့အကုန်ထည့်ပြီးရှင်။အဲ့ကြောင်ကိုကိုရောတခါလဲဒီကိုလာ။ရောက်တာနဲ့ရှမ်းဝဲရောက်ပြီဆိုရင်လည်းအကုန်အဲ့ကြောင်နေဒီမှာလူသမားဖွဲ့တွေရှိတာဘူးလူသမား မနေ့ပိုင်းကညပိုင်းကောင်လေးတစ်ကောင်ရှိတယ်မနေ့ပိုင်းကောင်မလေးတစ်ကောင်ရှိတယ်သူကရောက်နေပြီကောင်မလေးကတရှိတယ်အကုန်လှုပ်ထားတယ်ရှိကိစ္စတိတ်ခိတဲ့အကုန်သူတို့လှုပ်နေတယ်ဟိုကောင်လေးကတော့ကြောင်လေးတို့အကုန်တောင်လေးတို့အကုန်သူကျွေးမယ်သူလည်းကျွေးအမလည်းကျွေးပေါ့နော်နှစ်ယောက်သူကျွေး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 အပြီးသွားပြီပြီးသွားပြီလို့ဆိုရှင်အမကခွက်ကိုသွားပြီဟိုဘက်ကနေမကောင်းတဲ့ကောင်လေးရှိတာကိုဟိုဘက်ရှန်လေးတို့အာအမဒီကနေလိုအပ်တာတွေပေါ့ဆေးဆေးတွေအော်ဘရင်းချပောင်းရည်တွေဆေးတွေသူတက်ရမယ်ဆေးတွေထဲအလင်းရမယ်ဆေးတွေအကုန်လုံးယူပြီးပြီးကျွေးရမယ်ဟာတွေပေါ့ ကလုံးမဟုတ်ပဲဟိုဘက်ရှောင်းသွားအာအဲ့ဆိုင်ဝင်ပြီးသူကနေအာကြာပြီအဲတော်တော်အကုန်တန်ရှင်းတွေပါတယ်အကုန်လုံးဆေးပါကုန်တိုက်ပြီးတော့မှအမဒီကိုပြတ်တက်ပြတ်တက်ပြီးတော့မှအဲ့ညီမလည်းအတူနေလေသာသမီးကိုကျွေးအဲလေသာသမီးကျွေးပြီးပြီဆိုလို့ရှိရင်အာတခါညခဏတစ်ဖြုတ်နာနားပြီးလို့ရှိရင်အဲ့ကလေးလေးတွေကိုနှုတ်တိုက်တယ်အဲ့ကလေးလေးတွေနှုတ်တိုက်ပြီးတော့တန်ရှင်းလုံမယ်နှုတ်တိုက်မယ်ငားနိုင်ဆိုသမီးကျွေးတဲ့ကိစ္စတန်ရှင်းကိစ္စပကံအကုန်ကုန်ကုန်ပြီးသွားပြီငားနိုင်ဆိုရင်အချိန်နဲ့တပင်းကြီးတပင်းကြီးလုံနေရတာငားနိုင်ခွဲဆိုရင်အမပြန် ။ဒါပေမဲ့တစ်ခါရောက်ရင်အလှူရှင်ဖုံးစစ်တယ်။အခုအခုထွက်လာနေပြီဆိုရှင်အဲ့ဒီဆိုအမိုးရှုံပြီ။ဒါအပြင်ကြောင်လေးတွေအတွက်ဆွေးကူတမှုစရိတ်တွေအစာအသောက်နေမှုထိုင်မှုအတွက်စီစဉ်ပေးရတာတွေအလုတ်သမားငှားရတာတွေကလည်းနည်းတဲ့စရိတ်တွေမဟုတ်ပါဘူး။ဆရာဝန်ကလာလာကအမောက်စီမှာဆရာဝန်လာတဲ့ဖွဲ့တွေကဟိုပရဟိတဆရာဝန်ဖွဲ့ပေါ့နော်အမောက်လည်းသူက join လာတဲ့ဖွဲ့ရှိတယ်မမေချီခင်ရဲ့တူမတွေပေါ့စုမုံလင်းတို့အဖွဲ့သူတို့ပြလိုက်တာလေသူတို့ကြတော့သူတို့ကြတော့အမတို့စီလို့ရင် ်လှမ်းလှမ်းပြီးတော့မေးတယ်ဟာအတေးအမေးဘယ်နှကောင်ရှိလဲဘာရောဂါတွေဖြစ်နေလဲဘယ်နှကောင်ရှိလဲသင်းဖို့ဘယ်နှကောင်ရှိလဲသားကြောဖက်ဖို့ဘယ်နှကောင်ရှိလဲဆိုလှမ်းမေးတယ်အဲ့လိုလှမ်းမေးလို့ရှိရင်အမကပြောပြရတယ်ဘယ်နှကောင်ရှိလဲဘယ်နှကောင်ရှိလဲဘယ်နှကောင်ရှိလဲဆိုချင်းအဲ့ဆိုရှိတ်ဆက်ပြီးတော့မှသူတို့ကလာပြီးတော့တလားတစ်ခါပေါ့နော်အဲ့လိုလာပြီးတော့သင်းမေးတယ်အထီးတွေသင်းမေးတယ်အခုတော့မှသင်းမေးသင်းမေးတွေကြော်လို့အလောင်းထဲမှာထည့်ထားရတာဘာဖြစ်သူတို့တွေက ဟင်းသရဘက်ကိုရောက်နေမသိရအောင်နော်အခုအဲ့သူတို့အဲ့ brighter ဆရာဝန်တွေကနေရောက်နေတဲ့ခါကျတော့ဒီမှာလက်တော်ကျမ်းမာရေးကိုကြတော့အမတို့ကရန်ကွက်ဆရာဝန်တိတ်ဆက်ဆရာဝန်ခေါ်ပြီးတော့ပြင်ရတယ်အဲ့ဒါကအင်္ဂါနေ့တိုင်းလက်ရှိမှာတော့ Facebook လူမှုကွန်ရက်ရဲ့ကျေးဇူးနဲ့အလှငွေတွေလည်းပုံမူရရှိလာပါပြီဒါပေမဲ့တခါတရံတော့အိတ်ဆိုင်ရတာတွေတောင်ရှိတယ်လို့လည်းသူမကပြောပြပါတယ်သူတို့ကြတော့မေမေကြိုက်တာလို့လေမေမေလုံးနေလို့ကြကောင်းနေပေါ့နော်အားလုံးသူတို့ခွင့်ပြုတယ်လို့သူတို့ဘာပန့်ပိုးပြရမလဲသူတို့အားလုံးပေါ့နော် ပတ်စံဆိုလဲသူတို့လာတိုင်းပို့နေတာပေါ့နော်ဟိုအမားတော့လူတဲ့ခါကျတော့ရှိလို့ရှိနေယူသုံးတာပေါ့ပတ်စံအခုကျတော့ဟိုလောက်ကသာတော့ယူသုံးရတယ်အခုတော့ပဲကျတော့မယူသုံးရတော့အမမမရပါတော့ဒီတလကြောကြောနောက်ပိုင်းမှာဟိုအခု၃လရှိပြီဟို၃လဆိုတော့တလပိုင်းမှာအဲ့တလလောက်မှာတော့အမသူတို့ပတ်စံအကုန်ယူသုံးရတယ်ဒီနှက်မှာဖတ်ဖတ်ရဒီနှက်မှာယူမသုံးအောင်နဲတယ်အဲ့ဆေးဘောကျတော့အမလှူလာကျွန်တော်ဟာရဆားလာတောက်တာအဘာညာအကုန်ဒီခါသူ့ချွေးမွေးရတဲ့အကလုံးကျတော့အလှရှင်နေဟာတိုင်းနေမှာအမသွားတာအဲ့အဲ့လိုမျိုးတာသမီးတွေရလဲကြိုက်တာမမမမတွေ့ သူတို့တုံးမို့ထို့ဆိုအများတန်းပတ်စံမောင်းတော့အဲ့လိုပန့်ပိုးနေတယ်ဒါပေမဲ့ဒီနှစ်လရှိပြီးတော့သူတို့ပတ်စံမတုံးပြစ်သေးတာအဲအလှူရှင်တွေကအရန်များလာတော့အကြောင်းကြောင်ယုံစိတ်ထားနေတော့ဒီအလုပ်တွေကိုလုပ်လို့မရပါဘူးကြောင်လေးတွေကိုကဲတင်ရမှာသူမတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုနားထောင်ကြည့်ုံနေတယ်သူမရဲ့နှလုံးသားအလှကိုလည်းမှန်းကြည့်လို့ရပါတယ်ပမရတခုကြတော့အမားတို့ကအဲ့ဝင်းနေကိုသွားရင်းနဲ့အဲ့ဖျားဘကူအသာသွားကျွေးရင်းနဲ့အဲ့ရသမားတယောက်ကနေပြီးတော့ဒါဖမရကိုကဲတာရောကဲတာလေးပေါ့နော်အဲ့ရသမားတယောက်က

ိုက်ကောင်တကောင်ရှိတယ်နောက်ခါကျတော့ဟိုတက်စားကန်ဒီပေါ့တက်စားတော့မှာတက်စားတော့မှာသူ့ကိုခါတော့လေးငိုင်းဝိုင်းရှုပ်ထားတာရှုပ်ထားပြီးတော့တခါတော့သူ့တမန်တွေတိုက်ကြတာဒီနှာခေါင်းတွေလေဟဲ့ပါနှာခေါင်းတွေအနာကြီးဖြစ်နေဒီကောင်ပြေးလာတာတကောင်ပြေးလာတာပြေးလာတာအဲ့အဲ့သူကအမောက်ကိုကြော်ပြီးတော့မှသူကတခြားအမကြီးသူပြေးသွားတာဟိုဝနဟိုအမဖမ်းတာဖမ်းလို့မပြီးအဲ့အမတက်ခုရောက်သွားတာသူကလည်းအဆလာကျွေးနေတာပဲအဲ့သူကလည်းပိုက်ထားတာ အဲ့လို तू အဲ့မရဲ့ကညီမလေးရဲ့ကဲပါအောင်ဒီကြောင်လဲဒါဘောနော် तू အသေးဘာလဲ तू ဟိုတေကန်ဒီ तू လွတ်လာတယ်ဆိုတော့အဲ့အဲ့ဒီကြောင်ကြောင်လဲအမကဲထားကဲထားတာဘောနော်နောက်တစ်ခါအဲ့ဒါတစ်ခါနောက်တစ်ခါကျတော့အမထမင်းကျွေးနေရှိမှာဘောဟိုခွေးတကောင်ပြေးလာပြီတော့ခေါ်အဲ့လိုမျက်စုကပ်လိုက်တာဟိုကြောင်မကြီးကိုမျက်စုကပ်လိုက်တာဟာသူ့ကိုရဲသွားတာပဲအဲ့အဲ့ကြောင်မကြီးကိုလဲအမကဲခဲ့တယ်ဘောဒါအမတ်ရအမတ်အမတ်တရားတွေဘောနော်အဲ့လိုမျိုးအမကဲခဲ့တယ်ဘောဒီကောင်လေးတွေကတော့သူမကိုယ်တိုင်ကဲတင်လာခဲ့တဲ့မှတ်မှတ်ရရကြောင်လေးတွေပါ အရင်ကဒုက္ခကြီးစွာနေထိုင်ကြဆားခဲ့ရပေမဲ့လေအခုဆိုရင်တော့ဒီကြောင်လေးတွေဟာနှွေးထွေးတဲ့မြစ်တာရင်ွယ်မှာငြိမ်းချမ်းစွာနားခိုနိုင်နေပါပြီ။အမောကပိုးကျင်တော်ဝင်ညီမလေးတို့ဖြူရအရင်ရက်ဆက်တယ်လေအခုမတော့ဘာလို့ပိုတိလာလဲဆိုတော့လေအဲ့ဖျားတွေဖျားတွေမှာလေဖြူရကြောင်နေမွေးတယ်မလားမွေးပြီးတော့လေတားစီလည်းမထိုးတင်းလည်းမတင်းတကယ်ဆိုသူတို့ရဲ့မျိုးပွားမျိုးပွားမှုကိုထိရှုပ်ထားလို့ရှိရင်အိုးမဝင်ညီမလေးတပွားမပွားတော့မပွားတဲ့ခါကျလို့ရှိရင်အိမ်မှာကြောက်မမြအောင်ကြောက်မမြလို့ရှိရင်ပြစ်စရာမလို့ အခုတော့သူကမျိုးကိုမထိန်ချုပ်ခွဲနဲ့အိမ်မှာအဲ့လိုမျိုးတွေအပွားခံပြီးတော့မှလေဖျားလေးမှာသွားပြစ်တာတွေပါပြီးတော့အယံတနာဖို့ကောင်းတယ်လေအခွေးတွေကဆွဲဘားတွေကဆွဲလူတွေကအရက်ဆိုင်တွေရောင်းတချို့တွေကတက်ပြက်အဲ့လိုဆက်တောက်တဲ့ခါကျတော့အမကလူမျိုးပြောချင်တယ်ဟိုဟိုတရိတ်ဆိုင်ပြီးမဲ့လေညီမလေးရဲ့သူတို့တွေလည်းဘယ်လိုပြောမလဲဆိုတော့အတေချောင်းမကောင်းလေဒီဘက်မှာတရိတ်ဆိုင်ဖြစ်တာလေသူလည်းခန္ဓာငါပါဟာလာတနာဖို့ကောင်းတယ်လေအမရက်ဆက်နေပေါ့ဟိုအဲ့လိုမျိုးမရက်ဆက်အောင်မျိုးပွားမျိုးပွားတာတွေထိတ်ချုပ်ကြပါဘော ဟိုကိုထီးလျောက်လဲတိတ်ဆန်လို့မလုပ်သေးခြင်းကိုမာလေအရန်တနာတယ်မဟုတ်လားတနာတဲ့လူဆိုပို့ဆိုးတာပေါ့ညီမလေးကအဲ့လိုတနာတဲ့အဲ့လိုရက်တဲ့လူလို့အမပြောချင်တာတော့ကိုရစ်စာဝန်တော့ကိုရစ်စာလဲစစ်လို့ထားကြပါလို့အမတော့အဲ့လိုပြောချင်တော့အများကြီးလည်းမပြောချင်ပြောတဲ့တချို့ကလက်ခံတာမှမဟုတ်တာယူတချို့ကအဲ့လိုပြောချင်ဘာညာအဲ့လိုကိုပြောခါအများကြီးပေါ့တော့ဂျုံခဲ့ရတော့လေတိတ်တောင်မပြောချင်တော့ညီမလေးကအဲ့လိုကိုကဲနိုင်ကိုကဲနိုင်တနာအရန်တနာကိုကဲလိုက်တော့တယ်အဲ့လိုမျိုး ဒါဟာမိခင်တယောက်ရဲ့ပုံရိပ်တွေပါ အမျိုးသမီးတို့ရဲ့ကြီးမားတဲ့မြတ်တာကို မိခင်မြတ်တာနဲ့ဖော်ကျူးလေးရှိပါတယ်လူသားမိခင်ကနေလူသားရင်သွေးလေးတွေအပေါ်မှာထားရှိတဲ့မြတ်တာကို လူသားတို့ရဲ့အကြီးမားဆုံးမြတ်တာအဖြစ်သတ်မှတ်ထားကြပါတယ်အခုတွေ့ရတဲ့မြတ်တာတရားကတော့လူသားမိခင်ကနေအဟိတ်တရိษံရင်သွေးလေးတွေအပေါ်မှာထားရှိတဲ့အကျင်နာမြတ်တာတွေပါအခုဆိုရင်မကူကူမှာသူမကိုယ်တိုင်ဝမ်းနဲ့လွင်မွေးထားရတဲ့သားသမီးတွေအပြင် နောက်ထပ်သားသမီးတွေအများကြီးလည်းရှိနေပါပြီ။ကျင်နာမှုစာနာမှုတွေအပြည့်နဲ့စွမ်းဆောင်ရည်ပြည့်ဝနေတဲ့အမျိုးသမီးတယောက်ကိုဒီအစီအစဉ်နဲ့ဂုဏ်ပြုရင်ကျမတို့အားလုံးနောက်ထပ်ဒီလိုစွမ်းဆောင်နိုင်သူတွေကိုလည်းကြိုဆိုလိုက်ကြရအောင်လားရှင်။